simple present tense နဲ့ဘာလေးသွားမလဲဆိုလို့ရှင်ရင် verb form လေးသွားမယ်။ဘာလေးသွားမလဲ verb form verb form verb form ဆိုတာဒီ verb ကိုပုံစံတကျဖြည့်ပေးရတာ။အဲ့တော့ verb ကိုပုံစံတကျဖြည့်ပေးတဲ့နေရာမှာသူ့ရဲ့ subject နဲ့ညှိပြီးတော့လောရတာရှိတယ်။အဲ့တော့ subject နဲ့ညှိတဲ့အချိန်မှာတိထားရမယ့်ဟာလေးရှင်းမရေးထားတယ်။ပြောပါဦး I we you they ဆက်ချက်အများဆက်ချက်အများဆိုတာဒီဥမာအကိုဆိုရင် brother ပေါ့တယောက်တည်း a brother ဟုတ်လားအကိုတွေအများကြီးဆိုရင် brothers ညာနော်လူတယောက်တည်းဆိုရင် a person လူတွေအများကြီးဆိုရင် the people ဟုတ်လားအဲ့လိုမျိုးဆိုရင် subject အများကြီးလို့ပြောမှာအဲ့တော့ကိုကိုဆိုရင်ကိုကိုတယောက်တည်း subject အနည်းကြီးကိုကို and ညီညီဆိုရင် subject အများကြီးအဲ့ဒါကိုဆုံးခေါ်တာအဲ့တော့အဲ့ဒီဟာတွေနဲ့တက်ဆိုင်ပြီးတော့လာတယ်တေချာကြည့်ပါ positive စာချောင်း positive စာချောင်းဆိုတာဟုတ်တယ်လို့ပြောတာဟုတ်တယ်နော်ဟုတ်တယ်လို့ပြောရင်ကျမတို့ဘာပဲတော့ဘာပွားရိုးရိုးတော့ဘာပွားရိုးရိုးဆိုတာအိဘတ်ကိုဒီအတိုင်းလေးပဲပြန်ထားတာပြောရရတယ်နော်နောက်တစ်ခု negative စာချောင်း negative စာချောင်းဆိုတာမဟုတ်ဘူးလို့ပြောတာသင်ထားပြီးသားအဲ့တော့မဟုတ်ဘူးဆိုတဲ့စာချောင်းကိုညင်းကျမတို့ဘာလေးတွဲတော့မယ် do not ဲ့တွေ့တော့လဲ do not အဲ့ဒီ do not ရဲ့နောက်မှာ verb yo yo ပုံမှန်အတိုင်းပဲပြန်ထည့်ပေးရ do not verb 1 ဘယ်လိုမှတ်မလဲ do not verb 1ပြန်ပြောမယ် positive စာကြောင်းမှာဘယ်လိုရေး verb 1 yo yo negative စာကြောင်းမှာဘယ်လိုရေး do not verb 1 yo yo ရေးဟဲ့လားဟုတ်ပြီနောက်တစ်ခု subject ဘာလဲ a s c e r e she ရေ it ရေ subject အနေရေပါတယ်ဆိုရင်ကျမတို့ positive စာကြောင်းမှာ verb ကိုဘာလေးပေါ့ s e s ပေါင်းကိုပေါင်းပြရမပေါင်းရင်မှားပါ နော်နောက်တစ်ခု negative စာကြောင်းပါဆိုရင် that's not that's not ရဲ့နောက်မှာဘဝံရိုးရိုး ses ပေါင်းစရာလိုလားမလိုဘူးတေချာခွဲပြီးမြင်အောင်ကြည့်လေးမျိုးပဲရှိရနော်လေးမျိုးပဲရှိရနော်ဟုတ်လားဒါလေးရသွားပြီဆိုတော့ကျွန်တော်တို့ဆက်လို့ရပြီဟဲ့နံပါတ်1လေးစမအောင်ဖတ် she plan to every day အဲ့တော့ she go to school every day ရဲ့ဒါဒီသူ့ရဲ့ daily routine နေ့စဉ်လှုပ်ရှားမှုဟုတ်လား ဲ့တော့ကျွန်မတို့ဒီ present simple present tense ဆိုတာသိသွားပြီဒါဆိုရင် go ကို go တိုင်းထဲမှာလားထဲပါဘူး go e s ကိုဒါကြောင့်မို့ go e s ကိုရမလားရမလားရမလားကြည်ထားနော်ကြည်ထားနော်ပြီးရင်ချုပ်ချက်ခတ်လာမယ်ခုကရှင်းရှင်းလေးပဲရှင်းသေးတယ်နံပါတ်1 they blend no lie no lie ဆိုတာဒီဟုတ်တာလားမဟုတ်ဘူးလားမဟုတ်ဘူးမဟုတ်ဘူးအငင်းစာကြောင် they ဆိုတာဒီ subject အညာအညာ ဒါဆိုရင် subject အများ negative ဆိုရင်ဘာသွားဒီမှာဘာသွား do not but when you you အဲ့တော့အဖြေဒီဘာဖြစ်မလဲ do not like အဲ့တော့မြန်မာလိုပြန်ရင် they do not like spicy food သူတို့ဆက်တဲ့အစားအစာတွေမကြိုက်ဘူး နံပါတ်3 The sun The sun black rise in the east right ဆိုတာဒီညမှာထွက်လာတာကိုပြောတာ in the east ဆိုတာအရှိအရအဲ့တော့နေဒီအရှိအရကထွက်လာတာဒါဒီမှန်မှန်နေတာအမြဲတမ်းမှန်တဲ့စာကြောင့် verb 1သုံးခုသုံးပြရဒါဆိုရင် subject လေးကြည့်အောင် The sun ဒီ subject အနေ subject အနေချပါဒီမှာဟုတ်လားရိုးရိုးစာကြောင့် positive verb ကိုပါလို့ SES တဲ့ ကျွန်မပေးရတဲ့စာကြောင်းလေးတွေအကုန်လုံးရှင်းနေရတယ်ယူရနော် R I S E ဒီတိုင်းထား S Yes S လေးထည့်မယ် Rises ဘယ်လိုတန်ထွက်မလဲ Rises အဲ့တော့ပြော The sun The sun rises in the east ဒီမှာလိုပါလားပြန်တော့ Maybe အရှိယမှာ What the ဒါနံပါတ်လေးစမီ Land not eat be စမီကအမဲသားမစားဘူးလို့ပြောထားတာ ဟုတ်လားဒီမှာ found the မှန်နေရမယ်နော် not e ဒီတိုင်းထည့်လို့ရလားမရဘူးဒါဆိုရင် subject အနေ negative ဘာတော့ does not d o e s does and o t not ima ima s တက်ကဲလို့ရလားမရတော့ဘူးနော်အဲ့ဒါကြောင့်မို့ ima s တက်ကဲရင်မှားပြီနော်အဲ့တော့ does not e beef မြန်မာလိုပြောတော့စမေကစမေကမစား ။စမစ်သည်အမဲသာမစားပါဘူး။